လွတ်သွားလိမ့်မယ်။နောက်ခုခေတ်ကပို့ဆိုးတာကမတော်တော်များများပဲ။ကြောင်နေခိုးနေတဲ့တကယ်သားရင်သမီးချင်းတို့ပွေဖွဲ့အဲ့ရတဲ့နေပွေဖွဲ့နန်းနေကြတာတခါတဲ့အသေးဆိုးကြီးဖြစ်။သင်အားခွေးဖြစ်မှာကြီးကြောင်ဖြစ်မှာကြီး။တရားမစွဲပဲနဲ့နော်ပုဂ္ဂိုလ်သတ္တဝါတိလိษံသွားဆိုတော့တိလိษံစိတ်ဖြစ် နောက်ဆုံးအာရိပုဂ္ဂိုလ်တွေကသားရီသမီးတွေအချိန်နှံထွက်သွားတော့သားရီသမီးတွေချစ်စရာမရှိတော့ဟောခိုးရီကြောင်နေနဲ့တွေ့ဖွဲ့ပြီးတကယ်သားရင်သမီးရင်းလို့ပြည်ပြီးအိုးတခါတဲ့သားသမီးတွေတောင်မှတန်ရုံးစဉ်ကြီးနေကြတယ်အေးအဲ့ဒါသိရင်အဲ့အဲ့ဘဝကြီးသွားမှာတရားဆွဲပြီးတော့တရားနဲ့မနေဘူးနော်အေးအဲ့ဒါကြောင့်မလို့ယောဂီတို့လူရင်းပဲဥစဉ်ဟောပါမယ်ညနေရလဲစင်ကာပူဟောတာတယ်တရားတွေကအရှိကြီးဟောဖို့မဟုတ်ဘူး ဦးစင်းတော့ပြဖို့ပြမှာလွတ်အောင်ပြမှာအင်းအဲ့ဒါကိုတော့အခြားအခြားဆရာတွေလဲသေခြင်းဒုက္ခနဲ့နောက်အပေပြီးဒုက္ခမှာလွတ်အောင်အာမခံပြနိုင်တဲ့ဆရာကိုလဲရှာပါဦးစင်းတို့ရှိရတော့ဒီတရားပဲပြပါတယ်ဒါကိုဦးစင်းတရားအထုတ်တယ်ဆိုတာသေခြင်းဒုက္ခနဲ့နောင်နေခြင်းဒုက္ခနောက်ဆုံးလောကဘဝအဆုံးဒုက္ခကိုကြောက်လို့ နိဗ္ဗာန်တရားအောင်ထွက်ပြေးတာကိုတရားအထုတ်တယ်လို့ခေါ်ပါတယ်ဆိုတဲ့အကြောင်းနော်တရားကောင်းစဉ်ဏိဂုံးကပ္ပဆုံးသတ်ပါတယ်